တို့ရေမြေစင်များအားလုံးပဲမင်္ဂလာပါရှင်လာမယ့်တရက်10လ25ပေါ့နော်ခုလာမယ့်18ကျင်းအတွက်ဒီကနေ့ကတော့နောက်တွဲဆိုင်လေးပေါ့နော်နောက်တွဲဆိုင်နောက်တွဲလုံးလေးကိုတွေ့ပြပေးသွားမယ်နော်နောက်တွဲဆိုင်တချို့မလို့အလင်းနဲ့အပိတ်ပါနော်ခုစားပြီးတော့ကြည့်ပေးပါအောင်3ရှိရှိရဲ့ဒီရှိမှရှိတဲ့3ပါနော်3ပါဆိုရင်ဒီအလင်းမှရှိတဲ့8ပုံညာနှလုံးပေါင်းတော့ပေါင်းခြင်းရှင်း3ရက်ပါပါ8ဆိုပြီးတော့ရထားတယ် ်နော်ဒါဆိုနောက်တစ်ပင်သွားရအောင်ပုံကိုနှစ်ခဲရှိမှရှိတယ်တော့ကိုးလေးနှလုံးပေါင်းတော့၃၃ညီညာချင်း၃ဆိုပြီးတော့ရထားတယ်ခုနတိုင်းမဲ့ဓာတ်ပင်ကြော်မယ်ဒီမှာရှိနေတာက၈နော်၅၆နှလုံးပေါင်းတော့၁ဆိုတော့၈နှစ်ခန့် တက်ဆိုပြီးတော့ရတာ။ဒါဆိုတစ်ပြင်ကြော်မယ်တခါဒီမှာရှိနေတာက6เนาะ၄ရဲ့မှလာမယ်အလဲတာတလုံးနှလုံးပေါင်းမယ်ဆိုရင်မှ equal power နှခန်းနဲ့ရတာเนาะအပေါ်မှာရှိမယ်ဆိုရင် equal power နှခန်းနဲ့ရရတဲ့ကြောင့်ဒီမှာ6ညီမြချင်းပါဖြစ်မလဲဆိုပြီးတော့ equal power နှခန်းနဲ့ပဲတော့ပါမယ်။ ချောင်းညီလာချင်း6 6ရဲ့ပါဝါတင်နဲ့6နက်ကကို6တက်ကိုဆိုပြီးတော့ရထားတာပေါ့နော်ရှိနေတာက၄ပါးနောက်တစ်လုံးနဲ့ပေါင်းရင်6ဆိုတော့2ထဲမယ်ရှိနေတာ၄နောက်တစ်လုံးနဲ့ပေါင်းရင်1ဆိုတော့ခွန်ထဲမယ်၄ခွန်ပေါင်းရင်1ပေါ့နော်ရှိနေတာ၄နောက်တစ်လုံးနဲ့ပေါင်းရင်9ဆိုတော့9ထဲပါမယ်၄9ပေါင်းရင်ပေါင်းချင်းကို1ခွန်9ဆိုပြီးတော့သူကထိတ်စီအဲ sorry နော်ထိတ်စီတော့ပြအလဲတိုင်းလေး၃လုံးရတယ်ပေါ့နော်ဒါဆိုရင်ဒီဘက်မှာအခု အပိတ်ပေါ့နော်အဲ့တော့အပိတ်လေးနောက်တွဲလုံးလေးတွေရှာပါမယ်နော်ဒီမှာ၃ခု၃ခုနှလုံးပေါင်းတော့ပေါင်းချင်းနဲ့နှစ်ကဆိုရင်ဒီမှာရှိနေတယ်နော်ဒီဘက်ဘေးက၄ချောင်းနဲ့၃လုံးပေါင်းမယ်၄ချောင်းပေါင်းတော့၃ညာ၃ညာနဲ့နည်းနည်းပေါင်းတော့နဲ့မြင့်ညီများချင်းနဲ့ဆိုပြီးတော့ရထားတယ်တပင်ကြော်မယ်တက်က၈၅နှလုံးပေါင်းတော့ပေါင်းချင်း၃၃ကဆိုရင်ဒီမှာရှိနေတယ် 65နဲ့ပေါ့နော်65ပေါင်းတော့ဒက်တနေနေနဲ့ပေါင်းတော့တော့သုံးမိများချင်းသူကသုံးဆိုပြီးရထားပါတယ်နော်ဒါဆိုရင်ဒီကဒီမှာရှိနေတာက6လေးနှလုံးပေါင်းတော့3ည3ညကဆိုရင်ဒီမှာလာမယ်နော်အလဲတာရဲ့အပိတ်ကနန်းနှလုံးရဲ့ရှိနေတဲ့6ရဲ့ပေါ့နော်သုံးလုံးပေါင်းမယ်ဆိုရင်၃ညညီမြချင်းဘာဖြစ်မလဲဆိုပြီးတော့ equal power နှက်ခန်းနဲ့ပဲသွားပါမယ်၃ညညီမြချင်း၃ည၃ည power က၃ညနှက်ခန်းပေါ်မှာ၃ည၅ခွန်ဖြစ်မယ်သုံးလုံးပေါင်းရင်၃ည အဲဆိုရှိနေတာ6နောက်နှလုံးနဲ့ပေါင်းရင်3ညဆိုတော့ပေါင်းခြင်း၄ရှိနေတာ6နောက်နှလုံးနဲ့ပေါင်းရင်5ဆိုတော့ပေါင်းခြင်း6 6ပေါင်းမှာ5ပေါ့နော်ရှိနေတာ6နောက်နှလုံးနဲ့ပေါင်းရင်9ဆိုတော့6ရဲ့1ရဲ့ပေါင်းရင်9ဆိုနှလုံးပေါင်းရင်သူက1ဖြစ်ကောင်းဟုတ်ပြီနော်ဒါကတော့ညီမကရံရံနေနဲ့ပြတာပေါ့နော်ဒါဆိုရင် ို main ကတော့ဒီကကတော့ပြောပြမယ်เนาะဒီမှာ equal ပဲဆိုတဲ့အတွက်ကြောင့်မလို့ equal လေးရတော့ plus 4ပေါ့เนาะပေါင်းခြင်းလေးလေးကိုဒီကသွားမယ်เนาะဒါဆိုရင်နန်းလေးကြီးပေါင်းခြင်းလေးဆိုရင်ဘာရမလဲတွေ့ကြည့်ရအောင်เนาะဒီမှာအလေတိုင်းရထားတာက2ခွန်ကเนาะ2ရခွန်ရင်က ပါဒီမှာရှိနေတာကအလယ်တိုင်းကနက်ခွန်ကဒီမှာထိတ်စီးတစ်ခုလာလိုက်မယ်ပေါင်းချင်း၄ဖြစ်ကမယ်ဆိုတော့နက်နက်ခွန်ခွန်ငါးကိုဆိုရင်၄ပေါ့နော်အဓိက main on သုံးတွဲရတော့ဒါပေါ့နော်ဒီပေါင်းချင်း၄ရတော့အဓိကသုံးတွဲပါနောက်နောက်တစ်ခုကတော့ရင်အနေနဲ့ပြထားတာပေါ့နော်အဓိကတော့ equal ပဲရတာကိုနော်ဒီအနေနဲ့ကစားမယ်ဆိုရင်တော့ဒီကနေလေးကစားလို့ရတယ်เนาะ။ ਨੇ ိုပေါင်းချင်းကိုနဲ့ကစားလဲရတယ်။ပေါင်းချင်းတဲ့အနေနဲ့ကစားမယ်ဆိုလည်းအဆင်ပြေပေါ့နော်။ဒါကမခွန်ကဒါကနေလည်းမြတ်ထုံးမဲ့ကိုရီမာတွေအတွက်ပြောတာပေါ့နော်။ဒါဆိုရင်ဒီအလုံးမကတော့ကိုတွေပေါ့နော်။မိန်ကတော့ဒီပေါ်ကပုံတွေပါအနေပဲကစားမယ်ဆိုရင်တော့ပုံတွေပေါ့နော်။အများကစားတတ်တဲ့ကိုရီမာတွေက ကိုတွဲပါနော်ဒါဆိုရင်ဒါကညီမဆိုင်တော့ဆက်ပါခြင်းဖြစ်ပါတယ်ကိုရောဘောက်ချက်တူပြီးကျတဲ့ဆက်လိုက်ပြီးတော့ပါစားကြပါနော်အားလုံးဝင်လာမယ့်ပြန်အစီအပြေခံကြပါသလိုစတောင်းပေးလိုက်ပါရှင်အားလုံးမကြည့်တူပါရှင်